မက်အဖက်တမင်းမူစေဝါအရှိအာရှနဲ့အရှိတောင်အာရှမှာဖန်စီရာမီမူမနစ်ကထက်စံချိန်တင်မြင့်တက်ခဲ့ကြောင်းကုလအေဂျင်စီကပြောပါရယ်ပြိပခဖြစ်ပွားနေခြင်းနဲ့တည်ငြိမ်မှုမရှိခြင်းတို့ကြောင့်မြန်မာနိုင်ငံမှာတရားမဝင်မူစေဝါထုတ်လုပ်မှုမြင့်တက်ခဲ့တယ်လို့ဆိုပါရယ် ဒေတာတွင် mat affectamin ဖန်စီရမိမှုဟာ2024ခုနှစ်ကစုစုပေါင်း236တန်ရှိခဲ့ပြီး2023ခုနှစ်နဲ့နှိုင်းယှဉ်ရင်အလွန်အမင်း24ရာခိုင်နှုန်းမြင့်တက်သွားတာဖြစ်တယ်လို့ကုလမှုရေးဆေးဝါးနဲ့ရာဇဝတ်မှုယုံ UNODC ကအစီရင်ခံစာအသစ်တရက်ကို ကိုးကားပြီးကြေညာချက်တရက်ထုတ်ပြန်ထားပါတယ်။ အဲ့ဒီဂိန်းကနန်းဟာဖမ်းမိပမာဏနဲ့ဈေးကွက်ကိုအမှန်တကယ်ရောက်ရှိလာတဲ့ mat effect သမင်းပမာဏသာဖြစ်တယ်လို့ UNODC ရဲ့အရှိတောင်အာရှနဲ့ Pacific Data ခိတကိုစလဲ Benedict Homing ကပြောပါတယ် mat effect သမင်းကိုစံချိန်တဲ့အများဆုံးဖမ်းမိတာဟာထိုင်းနိုင်ငံဖြစ်ပါတယ်ထိုင်းနိုင်ငံဟာအဲ့ဒီဓာတုမူရစေးဝါးတွေတဆင့်ခံတင်ပို့ရာနဲ့အခီးဆုံးတင်ပို့ရာနိုင်ငံဖြစ်ပါတယ် ဒါတို့မူရစ်စေးဝါးတွေအများအများထုတ်လို့ရနေရလို့တည်ထားကြတဲ့အိန္ဒိချင်းမြန်မာနိုင်ငံမှာလည်းတည်ငြိမ်မှုမရှိတာနဲ့2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ထွက်လာပြီးဖြစ်ပွားနေစေပြိပခါကြောင့်ထုတ်လို့မှုမှာမကြုံစဘူးတိုးတက်လာခဲ့တယ်လို့ဟော့ဖ်မင်ကပြောပါရယ်။ မဲခေါင်မြေဝမ်းအောက်ပိုင်းဒေသနိုင်ငံတွေမှာကီတာမင်းထုတ်လုပ်မှုပြန့်နှံ့လာခြင်းကလည်းနိုင်ငံအများပါဝင်တဲ့မွေးမောင်ခိုဂိုင်းကြီးတွေရဲ့ဥပဒေထိန်းသိမ်းသူတွေကိုရှောင်ကွေးနိုင်ပုံနဲ့ခြေသွက်လက်သွက်ရှိပုံကိုပြသနေပါတယ်။မွေးမောင်ခိုတည်ယူတဲ့လမ်းကြောင်းဟာအဓိကအနေနဲ့လာအိုပြည်သူဒီမိုကရက်တစ်တမရနိုင်ငံကိုဖျက်ပြီးကမ္ဘောဒီးယားနဲ့မြန်မာနိုင်ငံကိုဆက်သွယ်ထားတဲ့လမ်းကြောင်းဖြစ်တယ်လို့ UNODC ဒေတာတွင်ယုံကအဓိကခွဲခြမ်းစိတ်ဖြာတုံးသက်သူအင်ရှစ်စင်းကပြောပါတယ်။ ဒါပြင် မလေးရှားအင်ဒိုနီးရှားဖိလစ်ပိုင်တို့ကိုဆက်သွယ်ထားတဲ့ရေလမ်းကြောင်းဟာလည်းနောက်ထပ်အရေးပါတဲ့မူရစ်စေးဝါမောင်ခိုတဲဆောင်ရလမ်းကြောင်းတစ်ခုဖြစ်တယ်လို့သူကဆက်ပြောပါတယ်။လောကောမီဒီယာရဲ့ဆက်လက်ချက်တင်ပြဖို့ပရိသတ်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမမဝင်တဲ့ချက်ကိုကူညီနိုင်ကြမယ်အသိပေးဖိတ်ခေါ်လိုက်ပါစေ။